မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပြွင့်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာညမမပြီပါဒီနေ့2ရက်6လ2025တနင်္လာနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်2ရက်6လ2025တနင်္လာနေ့ရဲ့တနေ့တာကညမများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့အပြင်တော့အလုပ်ကနေပတ်သက်တဲ့ကိစ္စမှာယာယီလွဲချော်မှုဖြစ်တယ်လို့ ငွေကြီးနဲ့ပတ်သက်တဲ့မှာယာယီကြံ့ကြံ့တာတဲ့ဖြစ်တဲ့အတွက်အလုံမှာပြဿနာမရှိပေနဲ့အလုံမှာစိတ်တိုင်းမကြပါနဲ့အလုံမှာစိတ်ဝင်စားမှုမရှိဘူးကိုကိုရင်ကိုမိသားစုကိုလုံငန်းမှာစိတ်ထဲမှာအအောင်နောက်နေတာမျိုးကြုံရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်ဥယင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အစင်မပြေကြသောခုနှစ်အသားသမီးအလုံးတို့သည်အင်္ကာတော့အရှိတောင်းတောင်းလှဲ့လက်ထဲမှာဘာမှမကင်မင်းနဲ့ဆူတောင်းရအလူဆန္ဒပြည့်သေးတယ်ဟာ အင်္ဂါတော့ရေးတောင်းလဲပြီးကျွန်တော်လုပ်ကဲမကောင်းဘူးဗျာလုပ်ကဲနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းကျင်တယ်အလုပ်ကဲနေနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်ပြေချင်တယ်ပိတ်ဆိုနေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးရချင်တယ်ကျွန်တော်ထီလေးလဲပေါက်ချင်တယ်ခီးလဲသွားချင်တယ်စာမွေးကြီးဖြည်တာလဲအောင်းချင်တယ်အပြောင်းရွှေ့လဲအဆင်ပြေချင်တယ်မြေလေးလဲဝေချင်တယ်မိမိမှာရှိတဲ့အလိုဆန္ဒတစ်ခုခုအိုးရင်လုပ်ကဲနဲ့ပတ်သက်တဲ့ကိစ္စမိမိမှာရှိတဲ့အလိုဆန္ဒတစ်ခုခုကိုအင်္ဂါတော့အရှိတောင်းတော့လှည့်ပြီးမှလက်ထက်မှာဘာမှမကြိုက်မင်းနဲ့ဆူတောင်းခြင်းအားဖြင့် ်တင်းတော့မှာပိတ်ဆို့နေတဲ့ကိစ္စများဆူတောင်းပြီးတဲ့နေ့ဒါမှမဟုတ်ဒုတိယနေ့မြောက်မှာအဆင်ပြေမှာဖြစ်ပါလေဗျာဒါကြောင့်ဥယျာဉ်လောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေရတဲ့ပုံကူများမိမိရဲ့အလိုဆန္ဒမပြေဘဲနဲ့တခုခုလိုအပ်ချက်ရှိနေတဲ့ပုံကူအလုံးတို့ဒီအင်္ဂါတော့ရှေ့တောင်းတော့လှက်လက်ထက်မှာဘာမှမကင်မင်းနဲ့အင်္ဂါတော့မှလှက်ပြီးဆူတောင်းကြရဖြင့်တင်းတော့မှာပိတ်ဆို့နေသောဥယျာဉ်လောက်ကိုင်းများပိတ်ဆို့နေသောလုပ်ငန်းနဲ့ပတ်သက်တဲ့ကြက်တဲနေတဲ့စိတ်ထဲမှာပျော်ရွှင်ချမ်းမြေ့မှုရှိတဲ့ကိစ္စများအများဆုံး ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်အလိုဆန္ဒမပြည့်တဲ့ပုဂ္ဂိုလ်အိုးအိမ်လောက်ကနေပတ်သက်တဲ့အလိုဆန္ဒမပြည့်တဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီအင်္ကာတော့အရှိတောင်တော့လှည့်ပြီးတော့ဆူတောင်းခြင်းအဖြစ်တင်းတော့မှာပိတ်ဆို့နေတဲ့ကံမြအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်မန်နီငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတော့ဒီချိန်မှာလက်ထက်ရောက်ပြောက်လက်ထက်ရောက်ပြောက်လက်ထက်ရောက်ပြောက်ယာယီလူထင်းကိုလွဲချုံမှုတွေဖြစ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဒီနေ့ဒီချိန်မှာဖြစ်အဲ့လိုဖြစ်တတ်ပါတယ်ဒါကြောင့် ငွေကြီးနဲ့ပတ်သက်တဲ့ခက်ခဲကြတဲ့ပုံကအားလုံးတို့ဒီတင်းလာအရှိအယကိုလည်းရေးလေးသားပြီးမှဆူတောင်းအတင်းရေးလေးရကျွန်တော်လေးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးလိုတယ်ကျွန်တော်လိုတဲ့ငွေကဘလောက်ကျွန်တော်ပြီးတရားဘလောက်ရတရားဘလောက်ကျွန်တော်လိုချင်တာကဘလောက်ဒါကြောင့်အဲ့ပေးရရတရားလေးနဲ့လိုချင်တဲ့ကိစ္စလေးအစီအပြောင်းအတင်းရေးလေးရကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတင်းလာအရှိအယကိုလည်းရေးလေးသားပြီးမှဆူတောင်းကြပြီးအဲ့မှာပိတ်ဆို့နေတော့ ငွေကြီးနဲ့ပတ်သက်တဲ့ကံများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်ငွေကံတွေပိတ်နေတယ်ပိတ်နေတယ်ဆိုတဲ့ပုံကူများတင်းနဲ့လားအရှိရာကူလက်ပြီးရေးလေးတောက်ချင်းဖြစ်တင်းတို့မှာပိတ်ဆိုနေတဲ့ငွေကံများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဒါကြောင့်ငွေကံနေပွင့်အောင်တင်းနဲ့လားအရှိရာကူရေးတောက်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတော့ငွေကံများအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါတယ်ဗျာဒီချိန်မှာစိတ်တွေပြောလာဆိုပြောပါတယ်အစိတ်ကတခြားလူကတခြားဖြစ်နေတတ်တယ် အလူကမခွာနိုင်ဘူးစိတ်ကတခြားရောက်နေတတ်တယ်စိတ်တွေမြန်းနေတယ်မိသားစုနဲ့ပတ်သက်တဲ့ကိစ္စမှာမလိုဘဲနဲ့ဟိုငေါက်တယ်ရန်ဖြစ်တယ်အာပြဒနာကြီးကြီးမဟုတ်တော့ပြဒနာအသေးလေးတွေပေါ်ပြတ်တယ်အစုဘွဲ့နဲ့ပတ်သက်မှာတယောက်နဲ့တယောက်ယုံကြည်မှုကင်းမဲ့ပြီးတော့အဆင်မပြေတတ်ပြီးစိတ်တွေလောကြီးနေတဲ့ကာလမျိုးဖြစ်ပါတယ်ဗျာစိတ်မြန်ကိုမြန်ဖြစ်တဲ့အတွက်မလိုဘဲနဲ့လောဘဒေါသအမားတွေကြုံတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်စိတ်နဲ့ပတ်သက်တဲ့ပုံကိုယ်တွေအားလုံးစိတ်ထဲမှာတကူလိုဆန်းတာ နဲ့ပတ်သက်တဲ့လိုအပ်နေတဲ့လူတွေများစိတ်ချမ်းသာပျော်ရွှင်မှုများဖြစ်ပေါ်ခြင်းနဲ့ပုံကူအားလုံးအားလည်းအင်္ကာတော့အရှိတောင်တော့လှည့်ပြီးဆူတောင်းပါဗျာဒီနေ့မှာတော့အင်္ကာတော့အရှိတောင်တော့လှည့်ပြီးမိမိမှာလိုအပ်သမျှကိစ္စလေးတွေဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးချက်ရှိတယ်ကိုနဲ့နင်းနဲ့ဆက်သက်တဲ့တိလူယောက်ကြကိုရက်ဒေတာမဟုတ်တဲ့တခြားရက်ဒေတာသွားတတ်တယ်ကိုရဒေတာမဟုတ်ဖွင့်နဲ့ကိုရကိုဒေတာမှာဆိုရင်လောက်ကနေပတ်သက်လို့အဆင်မပြေဘူးမိသားစုနဲ့ပတ်သက်တဲ့ ကိစ္စလေးကြီးအဆင်မပြေဘူးအဲ့ဒါမျိုးဖြစ်တတ်တာဖြစ်တဲ့အတွက်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်မပြေတော့ကိုယ့်ရည်ရည်သားမဟုတ်တဲ့တခြားရည်ရည်သားကိုတွားရောက်တဲ့အခါမှာအဆင်ပြေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်ကိုယ်ကိုယ်ရင်ကိုယ်မိသားကိုယ်ကိုယ်နေရာမှာကိုယုံကိုဌာနမှာတော့ဓာတ်ပြည့်နေတဲ့လူရောရွားတွေကြုံတွေ့တတ်ပြီးအပြင်ရောက်တဲ့လူတွေအဆင်ပြေတတ်ပါလေဗျာ။ဒါကြောင့်လူရောကြားတွေဓာတ်ပြည့်နေတဲ့ကိစ္စလေးတွေအဆင်ပြေခြင်းတောက်ကြမြောက်ရက်ကိုလက် တန်လေးပေါ့ဗျာတန်ကြုံလေးတန်ကြိုးလေးတန်နဲ့ပတ်သက်တဲ့ပစ္စည်းလေးတစ်ခုကိုကိုင်းပြီးမှဆူတော့အတင်တန်လေးရဲ့အိမ်မှာရှိတဲ့လူယောက်ျားအလုံးမလုပ်ဘူးလှုပ်လို့မှဖြစ်မယ်အိမ်ရောကပြန်လာရင်အိမ်မှာလူရန်တွေ့နေအဲရန်တွေ့တဲ့ကိစ္စတွေငြင်းညံ့နေတယ်လက်ထက်မှာပတ်သက်မှဘူးရက်တွေတောက်လာတယ်နောက်တော့အိမ်တော်ကြီးရှုပ်ထွေးမှုတွေကျုံနေတယ်တန်နေကြနေရတယ်ဒီကတည်းကနေနဲ့ပတ်သက်လို့ငြင်းညံ့ပြီးတော့ရောကပြန်လာတဲ့ခါမှာကိုကိုကိုမိသားစုကိုတန်းပြန်လာမယ်ရက်တွေမတောက်ဘူးပူညာပူညာမလုပ်ဘူး တတ်မှတ်ထားတဲ့ငွေကြီးမှာအိမ်မှာပြေဝအပ်ပြီးတော့ပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းပါသေးကြောင်းတောက်ကြမြောက်ရကူလက်အတန်လေးကိုကမ်းပြီးဆူတောင်းခြင်းဖြင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာ။နောက်အရာလေးတစ်ချက်ရှိတယ်။နောက်ကိုနေနည်းနည်းဆက်သက်တဲ့မင်းအမင်းနေနဲ့ပတ်သက်တဲ့ကိစ္စမှာငွေကြီးနဲ့ပတ်သက်တဲ့ကြည်တင်းမှုကိုကိုရင်ကိုမိသားစုကိုလုံငန်းအတွဲမှာ အလုတ်ကိုင်းလေးနဲ့ပတ်သက်တဲ့အကိမှာပြဿနာမရှိဘူးလိုအပ်တဲ့ကိစ္စတွေကြာဆုံးမှုတွေဖြစ်ပေါ်တဲ့ကာလမျိုးဖြစ်ပါတယ်။အိုးမိသားစုနဲ့ပတ်သက်လို့အဆင်မပြေဘူးအတွင်းသီးမှာပြက်နေတယ်။နော်အိမ်နေဆောက်အောင်မကိစ္စမဆောက်နိုင်ဘူးလက်ထက်မှာပတ်သက်တဲ့ပတ်သက်မှာရောက်ပြောက်ရောက်ပြောက်ပြီးလက်ထက်မမြဲတဲ့ကာလမျိုးဖြစ်ပြီးတော့အဘေးရကြည့်နေရတော့အဆင်ပြေတယ်လို့တကယ်တမ်းကျတော့အဆင်မပြေဘူးဗျို့အဲ့လိုမျိုးဖြစ်နေတာ။ဒါကြောင့်ပိတ်ဆိုနေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေပွင့်ညင်တော့အင်္ကာတောင်းအရှိတောင်းတောင်းလှည့်ပြီးစူတောင်းပြ။အဲစူတောင်းမှာ ။နောက်ကြမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြောမယ်။ပညာရေးနဲ့ပတ်သက်တဲ့ကျောင်းဝတဲ့ကိစ္စတွေကျောင်းတက်တဲ့ကိစ္စတွေပြောမယ်။အပြောင်းရွှေ့ရာထူးတိုးရီနဲ့ပတ်သက်တဲ့ကိစ္စလုပ်မယ်။မိယာရီနဲ့ပတ်သက်တဲ့ရောင်းတဲ့ဝယ်တဲ့ဝင်းနဲ့ထွက်တဲ့ကိစ္စလေးတွေဆူတောင်းမယ်ဆိုလို့ရှိရင်တော့အင်္ဂါတော့အရှိတောင်တော့လှည့်ပြီးဆူတောင်းကြပြင်သင်တို့မှာပိတ်ဆို့နေတော့မင်းနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းရွှေ့ရာထူးတိုးရီနဲ့ပတ်သက်တဲ့ကိစ္စမိယာရီနဲ့ပတ်သက်တဲ့ကိစ္စနော်အဲ့ဒါအော်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာเนาะကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန် သွားကျင်လို့သွားခွင့်ပြောကျင်တယ်လို့ပြောခွင့်မရဘဲနဲ့အီးလေးလေးဖြစ်တတ်ပါတယ်ဗျာ။ဒါကြောင့်သွားကျင်လို့သွားခွင့်ပြောကျင်တယ်လို့ပြောခွင့်ရခဲ့ပုဂ္ဂိုလ်အားလုံးဟာကျွန်တော်တို့ကဗုဒ္ဓတောင်ရကိုလက်လှည့်ပြီးမှကျွန်တော်တို့ကဆက်လက်ကလေးကိုဂိုင်းပြီးမှဆူတောင်းအတင်ဆက်လက်ကလေးရဲ့အာကျွန်တော်လေးခီးတွေသွားမယ်။သွားတဲ့ခီးတွေအစီအမီချင်းနဲ့ပြောတဲ့စကားတွေအောင်မြင်နေနဲ့အောင်မြင်အောင်အမြန်ဆုံးခီးစကားတွေနဲ့ပတ်သက်တဲ့အောင်မြင်ကြောကြောင်းအတင်ဆက်လက်ကလေးကကိုကြီးစောင့်ချောက်ပါအန်ဒရဂင်းပေးရှင်းပြီးတော့ နောက်သွားသည်များပြောသည်များလို့သူများအကင်ကြီးအစဉ်ပြောင်းအများဆုံးကူညီဆောင်ကျောက်ပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလက်ဆက်လက်ကလေးကင်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများခီးတကားနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လန်းမှာဖြစ်ပါလေဗျာနော်အဲ့ဒါလေးကိုနဲ့နင်းနေသက်တဲ့အဆုဖွဲနဲ့ပတ်သက်တဲ့ကိစ္စအာယောရီပြည့်နေတဲ့ယောရပေါ်မှဒုရကြွားမယ်ဗျာဒီချိန်မှာအမှုခွင့်နေဖြစ်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကြမှုတွေဖြစ်တဲ့ နော်အဲ့ဒါအစိုးရနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်တဲ့တည်းဒါမှမဟုတ်ရင်တော့ထိပေါက်တတ်တဲ့ကံဒီကြောက်တတ်တဲ့ကာလမျိုးတွေအမျိုးအချင်းမြမြောက်စားသောငွေကြီးများဆုလိုက်ပြုံလိုက်ရပြီးတော့တကယ်လို့ပြဿနာဖြစ်လို့ချင်းလက်ထက်မှာငွေကြီးများအဆုလိုက်ပြုံလိုက်အပြင်ထွက်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ရိုးရဖော်မတို့ရာကြောမှာဖြစ်ပါတယ်ဗျာအကြောင်းရိုးရဖော်မတို့ရာကြောမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဖျားဦးဖျားဦးကျွန်တော်တို့ကနွားနိုလီကတ် ဒါမှမဟုတ်နွားနိုလေးကိုဖျောတသုံးတယောက်တော့သူကိုစူတောင်းပြီးမှတိုက်တကယ်လို့စူအော်ပါပေါ့ကျွန်တော်တို့ရပြလို့ရှိလို့ရှိရင်စိတ်ချမ်းသာခြင်းနဲ့ဆိုတော့အင်္ကာတော့အရှိတောင်းတော့လက်ဖျောဖျောပြီးမှစူတောင်းအင်္ကာတော့လက်စူတောင်းပြီးမှတသုံးတယောက်တော့သူကိုကုသပြုလို့မယ်ဆိုရင်တော့ရွဲချုံနေတော့ကိစ္စများတဲ့မယ်ထီပေါက်မယ်အဲငွေကြီးများစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်မင်းမိမမလိုအပ်နေတဲ့ကိစ္စလေးငွေကြီးနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတဲ့ကံများအများဆုံးပွက်လန်းမှာဖြစ်ပါတယ် အဲဒီနွားနို့လေးတွေကျွန်တော်တို့စနေတော့အနောက်တောင်တောင်တက်ပြီးမှစုတော့မိမှတိုက်မယ်ဆိုလို့ရှိရင်တက်မှပိတ်ဆိုနေတဲ့ငွေကြီးများပြည့်ရန်ရန်ဇာများအများဆုံးပြပြောက်မှာဖြစ်ပါတယ်ဗျာဒါကြောင့်သိချမ်းသာပြောခြင်းနဲ့လည်းငွေကြီးစုလိုက်ပြုံးလိုက်လုံးလိုက်ခွဲခြင်းအင်္ကာတော့အရှိတောင်တော့လက်စုနွားနို့လေးကိုစုတော့မိမှတစုံတယောက်သောသူအစာအာဟာရကုသိုလ်ပြုလိုက်ပါဒါမှမဟုတ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာပြည့်ရန်ရန်ဇာလေးရှိရင်တော့စနေတော့အနောက်တောင်တောင်လက်ပြီးမှစုတော့မိမှ တစုံတယောက်တော့သူအစာဟာရပြုလို့ရှိရင်သင်တို့မှာပိတ်ဆိုနေတဲ့ကိစ္စရိုးရဖို့လို့ဒိုးရကြော်ပြီးအမှုခင်းပြဿနာများဝင်မယ်ငွေကြီးများစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်မယ်ဒါမှမဟုတ်ရင်တော့ပေးရန်ရန်ဇာများအများဆုံးပြေးပြောက်မှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ရွှေညာမိမိသားသူကပေးဖို့တဲ့ဒီရေရာလေးကလွယ်လေးလေးလေးပေးတာပါနေတိုက်ကလေးတွေလုံးမယ်ဆိုရင်နေတိုက်ပြပေးထားတဲ့ရေရာလေးပြုလုပ်ခြင်းအာတပတ်စာဆိုတပတ်စာရေရာလေးတွေပြုလုပ်ခြင်းတလားစာဆိုတလားစာလေးတွေပြုလုပ်ခြင်းတနစ်စာဆိုတနစ်စာလေးတွေပြုလုပ်မယ်ဆိုရင် တင်းတို့မှာပိတ်ဆိုးနေတဲ့ထီချာများအများဆုံးပွင့်လန်းပြီးတော့အဲ့ဒီဧရိယာလေးတွေကြောင့်ပဲတင်းတို့လိုအပ်တဲ့ဆုလေးတွေအများဆုံးပြည့်ဝမှာဖြစ်ပါတယ်ဗျာเนาะအဲ့ဒါလေးချက်ချီးတယ်ဒီနေ့ကတော့နေ့ရက်6လ2025တင်းလင်းလာနေဖြစ်ပါတယ်ဗျာတင်းလင်းလာနေတိုင်းအကန်ကောင်းသေးတဲ့ဂလန်လေးတွေနဲ့ပတ်သက်တဲ့ကိစ္စတော့အာဒီကအင်္ဂါတော့အရှိတောင်တော့လဲနွားနိုလေးကိုအမှဆူတောင်းပြီးမှအမဘောဘောထီကန်လေးတွေစမ်းမယ်ဆိုလို့ရှိရင်တော့အစင်ပြင်းမယ်အတင်းနွားနုလေးရဲ့ကျွန်တော်ဒီတစ်ပတ်မှာထီကန်လေးတွေစမ်းမယ်ဗျာ ီကံလေးတွေကတော့ဘေးရလေးဘေးရလေးဆမ်းမယ်ကျွန်တော်ဒီကံဆမ်းမယ်ဒီလေးတွေအများဆုံးပွင့်လောင်းအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းအင်္ကာတော့အရှိတောင်တောင်လက်နွားလို့လေးကိုဆူတောင်းပြီးမှတစုံတယောက်သူသူအစာအာဟာရကုသိုလ်ပြုလုပ်မယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ဒီရံများအများဆုံးပွင့်လောင်းမှာဖြစ်ပါတယ်အဒီဘတ်တွေမှာတော့ကျွန်တော်ဒီကံလေးတွေဆမ်းမယ်ဆိုရင်တကယ်လို့ဟောပေါ့အောင်ပါလိထီတို့ဆက်မယ်ဆိုရင်ထိသီကနန်းလေးရကိုနောက်ပိတ်ကနန်းလေးအဲထိသီကနန်းလေးရ၃ည နောက်ဘိတ်ကဏ္ဍလေးက9ဆိုတဲ့ကဏ္ဍလေးဒီ၃ညထိတ်9ဘိတ်ကလေးတွေစမ်းမယ်ဓမ္မမုံ4ထိတ်6ဘိတ်ကလေးတွေစမ်းမယ်ဆိုရင်တော့သင်တို့မှာပိတ်ဆိုနေတဲ့ဒီကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာအဲဒီကံလေးတွေကိုနွားနိုလေးကိုဖျောပြီးမှအင်္ဂါတော့အရှိတောင်တော့လက်ပြီးဒီကန်လေးတွေစမ်းမယ်၃ညတော့၉တို့ကဏ္ဍလေးတွေစမ်းမယ်၄တို့၆ဆိုတဲ့ကဏ္ဍလေးတွေစမ်းမယ်ကျွန်တော်စမ်းတဲ့ဒီကဏ္ဍလေးများအများဆုံးပွင့်လန်းမှာသေးကြောင်းလေးလေးစားစားဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ဒီကန်များအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒါကြောင့် 2ရက်6လ2025တနင်္လာနေ့ရက်တနေ့တာကညမာများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ